။ AR မြစ်ရေတိုးလာတာကြောင့်ပွင့်ဖြူမြို့နယ်ကကြေးရွာပေါင်း73ရွာကမြေစဘာစိုက်ခင်းတွေမရေသိမ်းရဘဲပျက်စီးဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒီသတင်းကိုဥစော်ဘီကပေးပို့ထားတာပါခင်ဗျာ။ပွင့်ပြည်မြို့နယ်အတွင်းကမြေစဘာစိုက်တောင်သူတွေစဘာစတင်ရေသိမ်းနေချိန်မှာ AR မြစ်ရေတိုးလာတာကြောင့်ရေသိမ်းတဲ့စဘာခင်းတွေရင်းနှီးမြှုပ်ရသလိုလုံးဝမရေသိမ်းရတဲ့စဘာခင်းတွေလည်းရှိနေတာဖြစ်ပါရဲ့။တန်ခိုင်းရှိမြခင်ဗျာ။ဒီမှာတိန်ကုန်းကျောင်းစုကံလ ပေါကုံးဇီကျွန်းငတော်ကုံးအဲစားစီတာ7ရွာ73ရွာလောက် တော့ရှိမြဲပေါ့ခင်ဗျာဧကာပေါင်းအနေနဲ့ပြောရမယ်ဆိုရင်တော့ကာပေါင်း150လောက်တော့ရှိလိမ့်မယ်ပေါ့ပျက်စီးသွားတဲ့ဧကာကိုပြောရမယ်ဆိုရင်တော့ဒီရဲ့အနေထားတော့အခုမြင်ရတဲ့အတိုင်းပဲတော်တော်များများအခုရက်မှာတော်တော်လေးတိုးတက်လာတာပေါ့နော်ဒီရဲ့အနေထားကတော့ဒီရက်ကတော့ပုံမှန်ပဲတက်နေတာပေါ့အဲ့လိုမျိုးတက်နေတဲ့အတွက်ကြောင့်မရိတ်သိမ်းနိုင်လိုက်တဲ့တောင်သူလက်ရှိကြပါတယ်ကျွန်တော်ကိုယ်တိုင်ကိုပဲ ့ရိတ်သိမ်းကတာရှိရေကတော့ကြံနေခဲ့တယ်တော်တော်များများတော့ရိတ်သိမ်းပြီပေါ့လက်ရှိလက်ရိတ်သိမ်းသေးပဲ ERR မြေဟာနှစ်စဉ်9လပိုင်းမှာပုံမှန်တိုးနေတာဖြစ်တာကြောင့်ဆယ်ရေတောက်လေတွေအနေနဲ့တလပိုင်းမှာရေလွတ်ပေးရင်မြေရေတိုးတာနဲ့ရှောင်ရှားနိုင်တယ်လို့ဆိုပါတယ်မဇလီဆယ်ကနေနှစ်စဉ်3လပိုင်းမှာရေလွတ်ပေးတဲ့အတွက်တောင်သူတွေလောက်ကန်ရတာ2လလောက်နောက်ကျနေရတာဖြစ်ပါတယ်အဲကျွန်တော်တို့ဒီပွင့်ပြင်းမြို့နယ်မှာ ဒီလိုဒီ9လပိုင်းရောက်လို့ရှိလို့ရှိရင်ဒီ AR မြည့်ရဒီလိုပဲပုံမှန်တက်နေကြအဲ့လို AR မြည့်ရတက်လာလို့ရှိလို့ရှိရင်ဒီတာပေါင်းနဲ့အထက်ကဟိုလေရီရဒီအောက်ကလေရီရဒီအောက်မှာဆိုလို့ရှိရင်ရွာပေါင်း70လောက်ရှိတယ်အဲ့ဒီကတောင်သူတွေရလှုပ်ထားတဲ့လေရီအကုန်လုံးကအများအားနှစ်တိုင်းပဲရေနစ်တဲ့ရေဘေးနဲ့ဂျုံရတယ်ရေဘေးနဲ့ဂျုံလို့ရှိရင်ကျွန်တော်တို့ဒီမှာလေရီရရိတ်ရတဲ့လူတွေရှိတယ်မသိမ့်လိုက်ရတဲ့လူတွေရှိတယ်အေကာများများတော်တော်ပျက်စီးဆုံးရှုံးတယ်အဲ့ဒါရဲ့တကယ်အကြောင်းရင်းကဘာလဲလို့ဆိုလို့ရှိရင် ကျွန်တော်တို့ဒီအောက်ကလူတွေကအခုမြင်ရတဲ့အတိုင်းပဲဒီဆယ်မြောင်းတော့လေတွေဖြစ်တယ်ဆယ်မြောင်းတော့လေတွေဖြစ်တဲ့အတွက်ဒီဆယ်မြောင်းရေကသာတကယ်လို့တလာပိုင်းမှာရေလွတ်ပြီးမယ်ဆိုလို့ရှိရင်ဒီတောင်သူတွေကစောစောပြိုးထောင်နိုင်မယ်စောစောစိုက်ပြိုးနိုင်မယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုတက်တဲ့ခုနလပိုင်းတက်တဲ့ရေကအများအမ်းလွတ်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီရေနစ်တဲ့ခွင့်မြို့နယ်ရဲ့ဒီမြင်းနာဒရန်တစ်ချောင်းလုံးမှာရှိတဲ့လေတွေရေနစ်တဲ့ဘေးကလွတ်အောင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပွင့်မြို့နယ်ဆယ်မြောင်းနဲ့ရေကိုစောစောလွတ်ပြီးမယ်ဆိုလို့ရှိရင်ဒီရေဘေးအန္တရာယ်မကျွမ်းတော့ဘူး စိုက်ပျိုးတည်နံနေမဆုံးရတော့ဘူးဒါကြောင့်မလို့နိုင်ငံတော်ကတမတာကြီးနဲ့မွေးတိုင်းဝင်ကြီးချုပ်သိစီချင်တာကတော့ဒီမြင်းသားတစ်ချောက်ကလေဒီပွင့်မျိုးနေရလေဒီရင်းနှစ်ဆုံးရှုံးမှုမဖြစ်အောင်နှစ်စဉ်နှစ်စဉ်တလာပိုင်းမှာကျွန်တော်တို့စိုက်ပျိုးရေလွတ်ပေးနိုင်မယ်ဆိုလို့ရှိရင်အားလုံးကတော်တော်လေးဝမ်းသာပြီးတော့ကြပျက်စီးဆုံးရှုံးမှုတွေနှဲသွားမယ်ဆိုတာနိုင်ငံတော်တမတာကြီးနဲ့မွေးတိုင်းဝင်ကြီးချုပ်သိစီချင်ပါတယ်အခုအခါနှွေစပါးဆိုင်တောင်သူတွေအနေနဲ့ တေကကိုတင်း80လောက်ထွက်ရှိပြီးစဘာတရင်ကို4500ကျပ်ပေါက်ဈေးရှိနေတာဖြစ်ပါတယ်ကျွန်တော်ဇော်ဖေပါ